ိုးစားနေရဲ့ကန်နဝင်သူရဲကောင်းစတီဗင်ဂျရက်မင်္ဂလာပါပရိသတ်ကြီးတို့ရှင်စတီဗင်ဂျရက်ဆိုတာတချိန်ကလီဗာပူးအသင်းနဲ့အင်္ဂလန်အသင်းတို့မှနာမည်ကျော်ကြားခဲ့တဲ့ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ပဲဖြစ်ပါတယ်လီဗာပူးတင်ကပတိန်ဖြစ်နှစ်ပေါင်းများစွာအသင်းကိုဦးဆောင်ခဲ့ပြီးတော့တော်ဝင်ခြေစွမ်းနေပိုင်ဆိုင်ခဲ့တဲ့ဘောလုံးသူရဲကောင်းကြီးတစ်ယောက်ပါစတီဗင်ဂျရော့ကလီဗာပူးအသင်းရဲ့ကွင်းလယ်မှာစွန်းစမ်းတမန်ကြားခိုင်ခဲ့ပြီးတော့အသင်းရဲ့တိုက်စစ်ကိုအကောင်းဆုံးပတ်မိုးပေးနိုင်ခဲ့ပါတယ်။ ။လီဗာပူးအသင်းပရိသတ်တွေရဲ့နှလုံးသားကိုယနေ့ချိန်ထိသိမ်းပိုက်ထားနိုင်ခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။လီဗာပူးသင်းနဲ့တူအခက်အခဲအကျက်တဲတွေကိုအတူတူရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးတော့အောင်မြင်မှုတွေကိုလည်းရယူပေးနိုင်ခဲ့ပါတယ်။လီဗာပူးသင်းကို1998အသက်16နှစ်အရွယ်မှာစတင်ရောက်ရှိလာခဲ့ပြီးအသင်းတွက်အစွမ်းကုန်ပေးဆက်ကစားခဲ့တာဖြစ်ပါတယ်။အဲဒီချိန်ကလေးကစတီဗင်ဂျရက်ဆိုတဲ့ခြားတိုင်လေးကလီဗာပူးအသင်းတွက်အင်းနိုင်အားနိုင်ပေးဆက်ကစားခဲ့တာပဲဖြစ်ပါတယ်။ သူရဲ့ခြေစွမ်းနေတဲ့စူးစားအာထုံးမှုတွေကလီဗာပူးအသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်စေခဲ့ပါတယ်။စတီဗင်ဂျရက်ကတီဂျီလင်းနဲ့ပြီးမြက်ခင်းစိမ့်နေပေါ်မှာသူပါလဲဆိုတာကိုအလုံးနဲ့သက်သေပြနိုင်တဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။စတီဗင်ဂျရက်ကစိတ်ဓာတ်ပြင်ထန်ပြီးနိုင်လိုစိတ်ပြင်ပြတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့လီဗာပူးအသင်းသားတွေပေါ်မှာလည်းဩဇာအာဏာကြီးမားခဲ့ပါတယ်။သူကတီဂျီလင်းနဲ့ပြီးတော့ဘောလုံးဆွဲရင်မြင်ပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး လီဗာပူးအသင်းကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်။လီဗာပူးအသင်းအတွက်ဆိုအယိုးကြည်ကြည်အရင်ခံခံပေးဆက်ကစားဖို့အမြဲတမ်းရှိပြီးတော့တာဝန်ကြီးတဲ့အသင်းကောင်းဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။လီဗာပူးအသင်းရဲ့ကွင်းလယ်မှာအလင်းလက်ဆုံးတောက်ပခဲ့ပြီးတော့ကမ္ဘာအကောင်ဆုံးကွင်းလယ်ကစားသမားတစ်ယောက်လည်းဖြစ်ခဲ့ပါဗျ။စတီဗင်ဂျာရာကလီဗာပူးအသင်းရဲ့ကွင်းလယ်မှာမရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့တိုက်စစ်ကိုအကောင်ဆုံးပတ်မိုးပေးနိုင်ခဲ့ပါဗျ။ စတီဗင်ဂျာရန်ရဲ့ဘောလုံးဖြတ်ထုတ်မှုနဲ့တိကျတဲ့ပေးပို့မှုတွေကပြိုင်မတ်အသင်းအတွက်တော့မရဏခီချန်တခုကိုဖြတ်ကျော်ရသလိုအခိုက်အတန့်နေဖြစ်ခဲ့ပါတယ်စတီဗင်ဂျာရန်ကဘောလုံးညက်ရင်မြင်မာပြီးတော့အားသုံးခေါ်ဆိုင်ကစားတတ်တဲ့ကစားသမားတယောက်ပါပြိုင်မတ်ကစားသမားတွေကိုအကောင်းဆုံးဖြတ်ကျော်နိုင်ပြီးသူ့ရဲ့အဝေးကန်ချက်နဲ့အဆုံးသက်ကိုတွေကပြိုင်မတ်အသင်းတွေကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်။လီဗာပူးအသင်းအတွက်၁၉နှစ်တာပေးဆက်ကစားခဲ့ပြီးတော့ဥရောပအောင်မြင်မှုတွေလည်းရရှိခဲ့ပါတယ်။ နောက်တစ်ခုနဲ့မှာယူရိုပါလိဖလားဘိုးလူပွဲစဉ်ဖြစ်တီဘိုတီဗိုအလာဗတ်အသင်းနဲ့ရှင်မြန်ကစားခဲ့ပြီးတော့ငါးကိုလီကိုနဲ့အနိုင်ရရှိခဲ့ကယူရဖစ်ဖလားကိုပိုးဆွဲခဲ့ပါတယ်ဒီပွဲစမှာလည်းဂျေရက်ကလေဝါပူးအသင်းထက်အဖိုးတန်အနိုင်ကိုတကူကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။2004 2005ရာသီမှာတော့ချန်ပီယံလိဖိုင်နယ်ပွဲစဉ်မှာ AC မီလန်အသင်းကိုမယုံကြည်နိုင်လောက်တဲ့ခြေစွမ်းနေနဲ့အနိုင်ရရှိခဲ့ပြီးတော့ချန်ပီယံဖြစ်စေခဲ့ပါတယ်။ ဖိုင်နယ်ပွဲစဉ်မှာစတီဗင်ဂျာရက်ကလီဗာပူးအသင်းအတွက်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးတော့ပန်နတီအဆုံးဖြတ်နဲ့အနိုင်ရပိုးဆွဲခဲ့တာပဲဖြစ်ပါတယ်။စတီဗင်ဂျာရက်ကလီဗာပူးအသင်းအတွက်ဆံမြကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့အကောင်းဆုံးပေးဆက်ကစားခဲ့တာပါ။လီဗာပူးအသင်းရဲ့ကံတော်ဝင်ကစားသမားတူဖြစ်ယနေ့ထိတိုင်စတီဗင်ဂျာရက်ရဲ့ဂုဏ်သတင်းကမှွေးပြနေစေပဲဖြစ်ပါတယ်။